ဘာလုံးမှာထုံးထိန်အောင်မြင်ပြီးတဲ့နောက်ဟောလိဝုဒ်မှာရုပ်ရှင်ဝင်ရိုင်းအောင်မဲ့စေကြီးရော်နယ်တို့ပရိသတ်များလုံးပဲမိလာများရွှေရုံးအိုင်မက်ကွန်ရှင်ကိုအွန်လိုင်းအကျင့်ကနေပြန်လဲကြိုလဲပါရင်စေကြီးခရစ်စတီယာနိုရော်နယ်တို့ကတော့ဘာလုံးမှာစုကုဆရာအောင်မြင်မှုတွေမကြံတော့တဲ့နောက်မှာရုပ်ရှင်လောကဘက်ကိုခြေဆန်းပေါ်ရရှိနေပါရင်ဂေါ်ကြီးနေနဲ့ဟောလိဝုဒ်ရုပ်ရှင်ကနှစ်ကမှာဝင်ရောက်တရုပ်ဆောင်သွားနိုင်နေတာပါ ကိုယ်သတင်းဌာနရဲ့ဖော်ပြချက်အရရနေတိုဟာနာမည်ကျော် H-man franchise ရုပ်ရှင်ထုတ်လုပ်သူ Matthew Vaughan နဲ့ပူးပေါင်းလှုပ်ဆောင်သွားဖို့ရရှိနေတာဖြစ်ပါတယ်။လက်ရှိကာလဟာစေကြီးရနေတိုအတွက်ဘောလုံးကစားမဘွားနောက်ဆုံးသောအချိန်ကာလတွေမှာ ဒါကြောင့်စိန်ကြီးအောင်ဘောလုံးလုံးကားကားနေနားယူပြီးနောက်စီးပွားရေးလုပ်ငန်းတွေလုံဆောင်ဖို့အတွက်ခြေလှမ်းတွေတစ်ခုပြီးတစ်ခုလှမ်းနေရပဲဖြစ်ပါတယ်။စိန်ကြီးအောင်ဘောလုံးမှာတော့အောင်မြင်တာမဟုတ်ပဲစီးပွားရေးဘက်မှာလည်းအောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ပါတယ်။ CR7 brand အမျိုးသားအသုံးဆောင်ပစ္စည်း၊ရေမွေးအားကစားပစ္စည်းတွေကိုလည်းထုတ်လုပ်ထားသလိုဟိုတယ်၊စားသောက်ဆိုင်တို့မှာလည်း share တွေများစွာပါဝင်ထားတာပါ။ Nike Spinus အစားရှိတဲ့နာမည်ကျော် brand တွေရဲ့စပွန်ဆာလေးရထားသလို sorry မှာလည်းတနည်းလောက်ကလာစာပေါင်တန်းရာနဲ့ချီဝင်နေတာဖြစ်ပါတယ်။ ကောမန် YouTube channel လည်းရှိပြီးတော့ video တင်တိုင်းမှာ million ကျော်လာကြောင်း social media ကနေဝင်နေဝင်ဝေးကလည်းမနေပြပါဘူး။ဒါပေမဲ့စိတ်ကြီးကသူ့ရဲ့စီးပွားရေး empire ကိုဆက်လက်ချဲ့ထွင်စေဖြစ်ပြီးအခုဆိုရင်ရုပ်ရှင်တော့ကတွေကိုပါရောက်လာတော့မှာဖြစ်ပါရင်အစီအစဉ်ရော Ronaldo ပိုင်ဆိုင်နဲ့ UR Amadei ဟာနာမည်ကျော် H-Man franchise ရုပ်ရှင်ထောက်လို့သူ Matthew Van Gaal နဲ့ပူးပေါင်းပြီးပြီဖြစ်ပါရင် သူတို့ဒီလိုရုပ်ရှင်တွေကထုတ်လုပ်သွားဖို့သဘောတူညီပြီးပြီလေဖြစ်ကသုံးကားမြောက်ရုပ်ရှင်အတွက်လည်းဆက်လက်ညှိနှိုင်းနေတာဖြစ်ပါတယ်ရန်တို့ကတော့လာမယ့်ရုပ်ရှင်အားဖျော်ဖြေလောကအတွက်နောက်ထပ်ခေတ်တစ်ခုမွေးဖွားပေးမှဖြစ်ကြောင်းနဲ့အစွမ်းကုန်စူးစမ်းသွားမှဖြစ်ကြောင်းဆိုထားပါတယ် သူတို့ရဲ့ project တွေ promotion လုပ်တဲ့အခါမှာနာမည်ကျော် James Bond မင်းသား Daniel Craig အပြင်နောက်ထပ် Hollywood ကျေးဝင်တွေလည်းပါဝင်လာမှာဖြစ်ပါရင် Radio နေနဲ့ဆိုတာထုတ်လုပ်တဲ့ရုပ်ရှင်တကားမှာအ ਨੇ ဆုံးတော့ Cameo နေနဲ့ပါဝင်သွားနိုင်ခြေရှိနေပါတယ်လို့လည်းသတင်းတွေကဖော်ပြထားကြတာဖြစ်ပါရင် Radio အတွက်ကတော့ဒီဘက်နှစ်တီဟာကစားမဘွားနောက်ဆုံးနေအပိုင်းခြားနေဖြစ်ပါရင် အသက်40ကျော်နေပြီဖြစ်တဲ့အတွက်ဇေယကို M2 နိုင်တဲ့လူသားတွေရဲ့ထုံးစံအတိုင်းရက်ဒိုကလည်းစိတ်သွားတိုင်းကိုပါတော့တာဖြစ်ပါတယ်။ဆီယာဆေမန်ကိုချစ်တဲ့ဘောလုံးပရိသတ်တွေအတွက်ကတော့ရနေဒိုအနားယူဖို့နီးကပ်လာတာဟာဝမ်းနည်းစရာအတီးဖြစ်နေမဲ့ကိစ္စပဲဖြစ်ပါတယ်။ယနေ့ခေတ်ရဲ့ဘောလုံးပရိသတ်အတိုင်းဟာအင်မတန်မှကံကောင်းလို့ပါတယ်။ဘာလဲဆိုတော့မက်ဆီနဲ့ရနေဒိုကိုကစားတာကိုမျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရလိုက်လို့ပါ ပုံမြင်ဝတ္ထုရုပ်ရှင်ကပြတဆင်စကားတွေကမဟုတ်ပဲလက်တွေ့မျက်မြင်မြင်တွေ့ခံစားလိုက်ရလို့ပဲဖြစ်ပါတယ်ရော်နယ်ဒိုနဲ့မက်ဆီလိုကစားမမျိုးတပြိုင်တည်းတည်းမြင်တွေ့ခွင့်ရဖို့ဆိုတော့ဘောလုံးမှာအရင်ကလည်းမဖြစ်ဘူးခဲ့သလိုအနာဂတ်မှာလည်းဖြစ်လာမှာမဟုတ်တော့ဘူးဖြစ်ပါတယ်ဒါကြောင့်နှစ်ဖက်ကစားသမားရဲ့ပရိသတ်တွေအနေနဲ့တူးကိုတူးမတိုက်ခိုက်နေသင့်တော့ပဲအေးစစ်စစ်နဲ့ကစားမဘွားလက်ချန်အခြေအနေကိုကုံဆုံးနေတဲ့ကစားသမားကြီးနှစ်ယောက်ကိုချစ်ခင်စေအပြည့်နဲ့ကြီးစုအားပေးတင်ပါပြီ။ ရန်တော်ကလည်းရှေ့မှာ NSR အသင်းအတွက်စုစုပေါင်း104ဝယ်ကစားပေးချိန်မှာ64ခုထိတွင်းယူထားနိုင်ပြီဖြစ်ပါတယ်။စေကြီးနေနဲ့ဂိုး100အထိ NSR အတွက် သိမ်းယူပေးနိုင်ဖို့သိမ်းမလို့တော့ပါဘူးအကယ်၍ဂိုတရားပြေးသွားခဲ့ရင်ရော်နယ်ဒိုဟာမတူညီတဲ့ကလပ်အသင်း၄သင်းအတွက်ဂိုတရားစီသွင်းပေးနိုင်ခဲ့တယ်ပထမဆုံးကစားမဖြစ်စံချိန်တင်တော့မှာဖြစ်ပါတယ်ရော်နယ်ဒိုကလည်းရှေ့မှာကစားမပွား932ဂိုးထိသွင်းယူထားနိုင်ပြီးပြီဖြစ်လို့ဂိုးတစ်ထောင်ပြေးဖို့ရလဲသိမ်းမလို့တော့ဘူးဖြစ်ပါတယ်ဟုတ်ကဲ့ပါမြောင်းဗီလင်းကဒီလောက်ပါပဲနောက်နေ့မှာလည်းအားစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ